ဟယ်လိုမင်္ဂလာပါမင်းတို့ရဲ့ကိုကြီးနေပြန်လာပါပြီဒီခါကိုကြီးနေပြောပြချင်တာကတော့ဟာတာဖြစ်ပျက်ကလေးတခုပါပဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကတိုက်နယ်ရာကြီးတရာရဲ့နေရစကန်လေးတခုမှဖြစ်သွားတဲ့တကယ်ဖြစ်ပျက်လေးပါပဲဒီဇလန်းလေးကိုကိုကြီးနေနာမည်ပေးထားလိုက်တယ်ရဲအုပ်လက်ပြောင်းကြီးနဲ့သူဤရဲမြများဆိုပြီးတော့ပေါ့ တခါတော့ငါပေါ့မုံတောင်းဆိုတဲ့တိုက်နေရွာလေးတရွာမှာရဲစခန်းတစ်ခုရှိတယ်တိုက်နေရဲစခန်းဆိုတော့လဲတိတ်ကြီးကြီးမားမားမဟုတ်ပါဘူးအမှုခင်းဆိုတာကလည်းများများဆဆမရှိဘူးပေါ့လူတတ်မှုဆိုတာကလည်းဆယ်နှစ်နေလို့မှ တခါဖြစ်ခဲ့တယ်အလောက်ကမရှိရှိတဲ့ရဲတွေကလည်းအာရနေတာကိုပါဒီတော့ရောက်လာတဲ့စကန်မှုမှန်သမျှလည်း ရဲတော့ငှက်ပြေငားများတာကလွဲလို့ဘာလုံးမှမရှိကြဘူးစေဝါကြီးကအဆင်ပြေဘူးလာစားကလေးလောက်မှမလောက်ပဲဟာကိုတနေ့တော့အဲ့ဒီတိုက်နေရဲစခန်းကိုရဲဟုတ်အစ်တစ်ယောက်ရောက်လာတယ်ရဲဟုတ်နာမည်ကကိုလှကြည်တဲ့လူပုံမှန်ကအသားမဲမဲခင်တူတူမျက်ပေါက်ကမှီမီလူကလည်းရွပ်ပိပိပုံစံရဲဟုတ်ကိုလှကြည်သူ့အတွက်လည်း ဘာမှမထူးတယ်လို့ပါပဲသူပြထားတဲ့အိမ်မှာရက်ကလေးတောက်လိုက်ငါဖမ်းလိုက်နဲ့တခါတလေအရင်သူ့အကြက်သက်သားတွေနဲ့ဖဲရိုက်ပေါကလေးထောင်းပေါ့ဟုတ်တယ်လေသူ့အတွက်ကြီးကြီးမားမားအမှုဆိုတာလည်းမရှိတယုံတန်ယုံအမှုဆိုလဲသူ့အောက်ကအနေကြပြီးဖြစ်တဲ့ရဲအကြက်သက်သားတွေနဲ့ပဲပြီးတာဆိုတော့သူ့အတွက်အေးစေးပေါ့နေနိုင်တဲ့ပြဿနာရှိနေတယ်ဆိုတော့ ။ तू မသိသေးခင်အထီးပေါ့။အဲ့ဒီပြဿနာကဘာလဲဆိုတော့ရဲတန်လျာကရဲမိမရဲမေရီရဲ့ရံပွဲပဲ။ရွာထဲမှာရံပွဲဖြစ်ရင်ရဲထင်းလို့ရတယ်။အဲရဲစခန်းထဲမှာရဲမိမတွေရံဖြစ်ရင်တော့ဘယ်သူမှထင်းလို့မရဘူး။ဖြစ်လိုက်ရင်လဲရေကုန်ရေကန်းပဲ။ဘယ်သူမှဆွဲလို့မရဘူး။လုံထွေပြီးနပန်းလုံတော့တာပဲ။ဆွဲမရတော့လဲဘယ်သူမှမဆွဲပဲ။ ပစ်ထားလိုက်ရတာပဲပြီးကျင်တဲ့အချိန်မှာပြီးဆိုပြီးတော့ပေါ့စာဝင်နေကြောင့်သူတို့ရဲ့စိတ်တွေကကျွတ်ဆက်ပြီးပောက်တော့မဲ့ဘုံတလုံးလုံးအမြဲအသင့်ဖြစ်နေတော့တာပေါ့နေတာကလည်းစေကန်းတွဲတန်းလျာဇေယိုက်စုံဒီတော့တခန်းပြီးတခန်းလှက်ပတ်ပြီးတော့ကို ဖြစ်နေတော့တာရံပွဲကမပြတ်တော့ဘူးတပတ်တစ်ခါလောက်ဆိုသလိုလက်ဝက်စကားနဲ့ပြောရင်ပွဲဆိုင်တွေမပြတ်ဘူးပေါ့ အဲပွဲဖြစ်ပြီဆိုတာနဲ့ရွာတဲကကလေးလူကြီးမိမမကြမ်းအားပေးကြတာဒါကိုစကံမှုရဲ့ဂျပုကုလာကြီးမသိသေးဘူးရင်စကံမှုလဲဒါနဲ့ပဲစိတ်ဓာတ်တွေကြအယုံမကပဲနှထင်းတွေပါကြပြီးပြောင်းပြေးသွားရတာမကြပါဘူးလာပါပြီဂျပုကုလာကြီးရောက်ပြီးမှတွယ်ဆိုင်အစ်စ်သူရောက်ပြီးတပတ်လောက်ကြာမှာပဲ အခန်းလေးနဲ့အခန်းငါကတ်လျက်ဘိန်းပေါင်းတံမလို့ပဲထလုံးကြပါရောဘွဲကြီးဘွဲကောင်းပေါ့ထုံဆိုင်အတန်းပဲခြံစည်းရိုးရှိမှလဲရွာကန်ပြိတ်သက်တွေအုံးုံကိုထလို့ပြဿနာကတော့ဆက်ပြားငှားတိုက်ရာကနေစားတဲ့အမှုပဲအစ်စ်ဝယ်မပေးပဲငှားတိုက်တဲ့လူကသုံးကပြန်တိုက်ခိုင်းလို့ဆိုလာပဲဂျပုကူလက်ကြီးအင်းတိကနေထကြည့်ပြီးတော့လာလာတန်းရရှိမှလုံးနေကြတာပြည့်တဲ့ပြိတ်သက်ကလည်း ခြံစည်းဟုတ်အပြင်မှာအပြည့်တယောက်စပင်တယောက်ဆွဲပြီးလုံးနေကြတာဖုံတလုံးလုံးနဲ့ပါပဲရဲဦးချပုကိုလာကြီးစိတ်ညစ်သွားတယ်သူ့ဆရာကြီးစိုးဝင်းကိုလှမ်းခေါ်လိုက်တယ်ကဲဆရာကြီးတွားရှင်းကြည့်ဗျာအဲ့တော့ဆရာကြီးကပြန်ပြောတယ်ဟာဘိုးကြီးကျွန်တော်ရှင်းလည်းမရဘူးဗျာမထူးခြားတဲ့မျက်နှာပင်နဲ့ပြန်ပြောရှာတယ်ဒါနဲ့အခုတန်နေတဲ့နှစ်ယောက်ကဘယ်သူတွေလဲလို့မေးတော့မိမဒေါ်တယုံမနဲ့ဘေးကန်းကမတ်ကျူးတဲ့ ခင်ဗျမင်းမခင်ဗျမစွဲနိုင်ဘူးလားစွဲလေလကားပဲဘူးကြီးဟာတက်လုံးကြဦးမှာပဲတဲ့ဒီတော့ဂျပုလက်ကြီးကပြန်ပြောတယ်ဟာဖြစ်မလားကွာရွာထဲမှာရန်ဖြစ်ရင်တောင်းငါတို့တားရမယ်တာဝန်ရှိတာအခုဟာကိုစကန်ထဲမှာရှက်ဖို့ကောင်းတယ်ကွာဒီရွာလုံးလဲဝိုင်းကြည့်နေကြတာရန်ရှက်ဖို့ကောင်းတယ်ကဲလိုက်ခဲ့မင်းတို့မလုပ်ရင်ငါလုပ်မယ်ဆိုပြီးရှေ့ကနေကွတ်တကော့တန်တယ် ထွက်သွားတယ်။ရံဘွဲကတော့အချိန်ကောင်းနေတော့မယ်။ဒေါ်တယုမကတစ်ချက်ဆော်လိုက်။မတ်ဂျူကပြန်တွေ့လိုက်နဲ့။အနာတောင်းချင်မရှိ။နာချင်းချိန်ပိုမရှိနဲ့။သူ့တပြန်ကိုတပြန်တွေ့နေတော့ပါပဲ။ဂျပုကိုလည်းကြည့်လဲရံဘွဲနှာရောက်သွားပြီ။ဟဲ့ကောင်မတွေတော်ကြစမ်းဒေါ်တယုမလည်းတော်မတ်ဂျူလည်းတော်ဆိုပြီးကြားတဲ့ဝင်ဖြေတော့ပါပဲ။မတ်ဂျူရဲ့လက်တစ်ဖက်ကဘုကိုလာကြည့်နေတဲ့ထင်ကိုပြောင်းငနေရမ်းမိပြီးဟထိုးဟထိုးဖြစ်သွားတယ်။ ဂျပုကိုလာကြီးလည်းဒေါသထွက်သွားတယ်ဒီကောင်မတွေကွာဆိုပြီးအပြေးဝင်ဒေါ်တယုတ်မရဲ့ဝတ်တုတ်တုခန္ဓာကိုယ်ကြီးနဲ့တိုက်မိပြီးမက်ကျူခြေသလုံးသားမှာခွေခွေလေးဒီလဲပါလေရောဒါနဲ့သူ့တပ်သားတွေကိုဒုတ်ပေးစမ်းဒုတ်ပေးစမ်းဆိုပြီးဒီကြီးဒီဟိုင်နဲ့ထလာတယ်ကိုနှယောက်ကတော့လုံကောင်းတော့ဒုတ်လဲရောဒေါ်တယုတ်မရောမက်ကျူရောစော်တော့တာပဲကိုနှယောက်ကရိုက်လဲမမှုပါဘူးဇန်နဘဲကြီးကြီးနဲ့ကိုလုံးမြဲလုံးနေတော့မယ် တယောက်စပင်တယောက်ဆွဲရင်ဖုံထဲကိုလှိမ့်လို့ဘုကူလာကြီးစိတ်ညစ်သွားတယ်ရှက်လဲရှက်သွားတယ်သူ့အဖြစ်ကိုခြံစည်းရုပ်ကပွက်ကြည့်ပဲအေးသက်တွေကတဟားဟားနဲ့သဘောကျနေတာကိုဘုကူလာကြီးစိတ်တိုးသွားပြီးရေတပုံးစီဆွဲပြီးလောင်းကြဆန်းကွာ သူ့တက်တာတွေကလည်းရေတပုံးစီခက်အပ်ပြီးဒေါ်တုံးမနဲ့မတ်ကျူကိုဝိုင်းလောင်းတော့တာပဲလောင်းမများတော့မှမွန်းလာပြီးတယောက်နဲ့တယောက်လွတ်ကြတော့တယ်မတ်ကျူရဲ့လက်ထက်မှာ ဒေါက်တရုတ်မရဲ့သဘင်တွေကအထွေးလိုက်ဒေါက်တရုတ်မလက်ထဲမှာတော့မက်ကျူရဲ့ဘလာစီယာကြီးဂျဘူကူလာကြီးလဲအချိန်မဆွဲတော့ပဲတက်သွားတွေကို အမေပေးလိုက်တယ်အချုပ်ထဲတယောက်တခန်းစီထည့်ထားလိုက်ဆိုပြီးသူလဲရေရွှဲရွှဲပြီးကြွက်ဆုပ်တကောင်လိုအိမ်ဘက်ကိုတကြီးတကြီးနဲ့ပြန်လာခဲ့တော့တယ်သူ့ရဲ့ပထမဆုံးပွဲပထမဆုံးအတွေ့အကြုံအရင်နှစ်ယောက်အချုပ်ထဲကလွတ်တာမှမကြသေးဘူးတပတ်လောက်ရှိတော့ နောက်တော့ပွဲကြီးပွဲကောင်းစော်ကြပြန်ရောဒီလိုပဲဆွဲမရတားမရနောက်ဆုံးရီလောက်လူခွဲအချုပ်ထဲထက်လိုက်ရတာပေါ့စကံမှုကိုလာကြည့်လဲစိတ်ပြက်လာတယ်ရက်ထဲရွာထဲမှာထိမ့်နိုင်တယ်လို့ဘာမဟုတ်တဲ့သူ့စကံတဲကရဲမိမိမချင်းရံဖြစ်တာကိုထိမ့်လို့မရဖြစ်နေတာကိုမြင်တော့တာပေါ့ဒီတော့လဲသူအရက်တွေဖိတောင်းနေတယ်တခါလာကြတော့လောက်ဖြစ်တဲ့ဟာတွေတနက်ယူသွားမယ်ဆိုပြီးခြေလုံးပြကြီးခါထိုးပြီးတော့ သွားရှင်လာရံဖြစ်နေတဲ့မိမတွေကြောက်မလားဆိုပြီးရံဖြစ်နေတော့ခြောက်လုံးပြူမိုးဖို့ကနှစ်ချက်ပြစ်ဖောက်လိုက်တယ်ဒိုင်းတိုင်းဆိုပြီးပေါ့တနက်တိုင်းကျတော့ခနာလေးကြောင်အန်းအန်းဖြစ်ပြီး ဆက်ပြီးလုံတော့တာပါပဲကဲဘယ်နဲ့လုံမလဲစကမ်းမှုရုပ်ချက်ဘူးကိုလိုက်ကြည့်ဒီတိုင်းစိတ်ညစ်ညစ်နဲ့ရက်တွေကြီးပဲထိုင်တောက်နေတော့တာပေါ့ဒီနေ့လဲသူစေးလေရှိနေတော့ဝင်းရမှာ ရက်ထိုင်တောက်နေတယ်ကြာပါပြီဗျာစိတ်တူသွားတယ် limit ကလည်းတိတ်မပြေသေးတော့စိတ်တူတူနဲ့ပစိုးကိုပြင်ဝင်ရင်ထလာလိုက်တယ်အတိုင်းပေါ့ပွဲကအရှိန်ရနေပြီတက်သားလက်ရှိလူမျိုးဘီမလျှော့ရဲ့မိမတက်ခိုင်မနဲ့ဒူတက်ကြကိုကိုကြီးမိမပုတုမတို့စုံနေကြတာပဲဂျပုကိုလာကြီးလဲထုံးစံအတိုင်းပေါ့ဟက်ကမာရီတော်ကြစမ်းဘယ်တော့ကရလို့လဲအဲ့လိုပြောနေတက်ခိုင်မနဲ့ ပုဒုမစော်နေကြတာထမိန်တွေတောင်ကွင်းတိုင်းကုန်ပြီအမေအဲ့ဒါတော့တီးသားအဖြစ်မဲ့ဆိုပြီးကြိုပြင်းသားသလားအောင်မရတယ်နှစ်ယောက်လုံးကတ်တုန်ပေါင်းမိကိုစီနေလုံထွေနေတာဘယ်လို့မှဖြေးမရဘူးဂျပုကိုလာကြည့်လဲသူတို့နှစ်ယောက်ကြားမှာကာယာကာယာနဲ့တွန်းရင်ထိုးရင်ဖယ်ရင်ပေါ့ဖြစ်တော့ဘူးသူကောင်တွေကိုရက်ခတ်ခိုင်းဖို့ပြောမလို့လုံနေတော့မှာပဲခိုင်မရဲ့ခြေောက်တစ်ဖက်ကဂျပုလာကြည့်ရဲ့ပစိုးကို ချိတ်မိပါရောဘယ်ပြောကောင်းမလဲအစိုးကအောက်ကိုဂွင်းလုံးပုံချသွားတာပေါ့ကြည်နေတဲ့သူတွေရောရန်ဖြစ်နေတဲ့သူတွေရောဟာကနေဟင်ကနေဖြစ်ကုန်ကြတယ်အားလုံးခဏတိုင်းရက်တန့်သွားတယ်ဂျပုကိုလာကြည့်လဲထူပူသွားပြီးရှက်ရှက်နဲ့ပစိုးကုန်းကောက်လိုက်တော့တေကတန်းလန်းနောက်ကဂွင်းနေဆိုပြီးဖြစ်သွားတာပေါ့ပါဇက်ကလည်းမိုးမောင်ဆဲတော့တာပဲရန်ဖြစ်နေတဲ့တက်ခိုင်မနဲ့ပုတုမလည်း မျက်စိမျက်နှာတွေပြဲပြီးသူတို့နိုင်ငံပေါ်ကိုစောင်းစောင်းစောင်းနဲ့တက်သွားကြတယ်။ရံပွဲဟာအရင်လိုရေမလောင်းရပဲပြီးသွားတာပေါ့။အားပေးနေတဲ့ပေးသက်လဲအရင်လိုရံပွဲကြကြမကြည့်ရပဲမချင်မရဲပြုံးစည်းစည်းနဲ့ပြန်သွားကြတာပေါ့။အိမ်ပြန်ရောက်တော့ရက်ကူမအောင်တောက်ပြီးညှက်နေကအဖြစ်ကို ပြန်စင်စားပြန်မြင်အောင်ပြီးရှက်နေတာပေါ့။ဒါပေမဲ့ကောင်းတာတစ်ချက်တော့ရှိတယ် ရန်ဆက်မဖြစ်ကြတော့ဘူး။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုသူထက်ထက်တွေးနေမိတယ်။ခြောက်လုံးပြူတော်မကြောက်တဲ့ကောင်းမတွေ။သူတွေးရင်တွေးရင်လည်းတစ်ဖြည်းအဖြေတစ်ခုကိုရလိုက်တယ်လို့သူပျော်ရွှင်သွားပြီးရက်ခွက်ကိုကောက်မောလိုက်တယ်။ခြောက်လုံးပြူမကြောက်တဲ့ကောင်းမတွေ။ငါနှလုံးပြူကြောက်သွားတာကိုဆိုပြီးသူတဟားဟားနဲ့ဟားတိုက်ရင်မောနေတာပေါ့။တလားလောက်ကြတော့ထုံးစံအတိုင်းပဲပေါ့။လိုင်းကမ်းရှိမှာစော်ကြပြန်ရောဒီတစ်ခါလဲအုံအုံကြွကြပဲ။ ပြင်းထန်သလားမမင်းနဲ့ရဲမယ်နှစ်ယောက်သပင်ဆွဲ ကုတ်ဖဲ့လို့ဖုံထဲမှာလူးလိမ်ပြီးလုံနေကြဒီတခါတော့ဂျပုကိုလာကြီးအေးစစ်စစ်ပါပဲတွေ့ကြသေးတာပေါ့ဆိုပြီးတော့ပစိုးလေးမကမကနဲ့နေခင်းကအရှိန်လေးနဲ့လူကလည်းရီဝေရီဝေပေါ့ဂျပုကိုလာကြီးရံပွဲနာရောက်သွားတော့ပွဲကအရှိန်တော်တော်ကောင်းနေပြီနှာခေါင်းတွေးထွက်သူကထွက် ပါမှာအစင်းကြောင်းဖြစ်သူကဖြစ်နေဂျပုကူလာကြီးအေးဆေးပါပဲရံပွဲနာရောက်ခံပြီးဟိတ်ကောင်းမတွေလို့တခွန်းအော်ပြီးသူ့ပစိုးကိုဂွင်းလုံးချွတ်ချပလိုက်တယ်ဂျံပွဲရှိဟာကိုတန်လန်ဟန်တန်လန်နဲ့ရှောက်သွားတယ်စိတ်ထဲမှာတော့ဗားရင်ရဲ့မင်းစီကို တန်တန်ကြီးကိုပြန်ခဲ့ပါမယ်တခြင်းစုံနေမလားပဲသူဝင်တော့မဆွဲရသေးဘူးရံဖြစ်နေတဲ့မိမနှစ်ယောက်မိကိုရေနဲ့နှင်းလိုက်တယ်လို့တီကနေရဲပြီး လိုင်းကမ်းပေါ်ဘူးပြည့်တက်ကြတော့တာပဲဓားတွေတော့တဝုံဝုံပိတ်ပြီးအမဲငိန်လို့အဲ့ကြမှာဂျပုကိုလိုက်ကြည့်လဲတဟာဟာအော်ရင်သူ့ပစိုးသူ့ကောက်ဝေပြီးသူ့အိမ်ကို လေလေးချွန်ပြီးပြန်ခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးဂျပုကိုလိုက်ကြည့်ရဲ့နာမည်လဲအပြောင်းကြီးဖြစ်သွားတော့တယ်မုံတိုင်းတိုက်နေရဲစကန်လဲဘယ်တော့မှရန်ဖြစ်တယ်မကြရဘူးလေလက်ပြောင်းကြီးလာပြီးဆိုတာနဲ့အလုံးတိတ်ပဲအဲ့လောက်ကိုမိတည်သွားတာ ဇလန်းကအဲ့မှာမပြီးသေးဘူးဗျာ။ငါးနှစ်လောက်ကြာတော့လက်ပြောင်းကြည့်လဲ။ထုံးစံလိုက်ပေါ့။ပြောင်းဖို့ဖြစ်လာတယ်။နောက်ရောက်လာတဲ့စကန်ဘူးရဲဟုတ်ကအသက်ငယ်ငယ်လူပြိုရဲဟုတ်ကလေးဖြစ်နေတယ်။ထုံးစံအတိုင်းစကန်အကြောင်းကိုရဲအုပ်လက်ပြောင်းကြည့်ကိုမေးတာပေါ့။အဲ့တော့လက်ပြောင်းကြည့်ကလည်းရဲဟုတ်ကလေးနာနာကိုကပ်ပြီးတိုးတိုးလေးပြောပြလိုက်တယ်။ဟာဗျာ ခက်တာပဲဆိုပြီးခေါင်းကုတ်ဖင်ကုတ်နဲ့ဂျန်နေခဲ့လေရဲ့ကိုကြီးနေတို့ရဲ့ဇက်လိုက်ကြီးလက်ပြောင်းကြီးကတော့ထွန်ဆက်ပေါ်မှာမိမ့်မိန်ကြီးပါသွားလေရဲ့ကဲကိုကြီးနေရဲ့လက်ပြောင်းကြီးဇလန်းလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ခုတော့အားလုံးပဲချစ်ချင်းပြန်အောင်လိုက်ကြပါစေမင်းတို့ရဲ့ကိုကြီးနေ